ဒီနေ့ကြပြလေးကောင်းစဉ်ကတော့ဘဝခရီးတွေတို့ရဲ့အားဘဝဆိုတာအဆမထင်အဆုံးမမြင်ခရီးရှိတခုကိုစီပါတဲ့လူဤထဲမှာတတ္တိဆိုတာအဖော်ကောင်းတစ္ဆာဆိုတာလမ်းမြတ်ကျယ်စေတနာဆိုတာရိတ်ခါလျှောက်လောကရန်ဆိုတဲ့မုံတိုင်းမှာပြိုလဲသွားမလားပြန်ထမလားဆိုတာတိမ်ကိုယ်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်မယ် ကြဆုံးမှုတိုင်းဟာအတွေ့အကြုံပါကြောက်စိတ်ကင်းမှသာရှေ့ကိုတိုးနိုင်မယ်ပို့တယောက်ထဲကိုလှမ်းကြည့်ပါမင်းရဲ့ဘဝကိုမင်းကိုယ်တိုင်အုပ်ချုပ်ပါသူတစ်ပါးရဲ့ရှေ့ကနောက်မှမလိုက်ပါနဲ့နေမင်းကြီးဟာညတိုင်းဆုံးမသွားပြီမဲ့မနေ့တိုင်းမှာအားအသင့်နဲ့ပြန်ထွက်လာတယ်လို့မင်းရဲ့နေ့ရက်တွေလည်းနေ့တိုင်းအသက်ဖြစ်နေရမယ် မနေ့ကအမှားတွေကိုသင်ခန်းစာယူမနေ့ဆယ်ရဲ့အိမ်မက်တွေကိုကြည့်ပါစိတ်ရဲရဲ့ဘန်းနိုင်ဟာအဆုံးမရှိဘူးမိတ်ဆွေလူတိုင်းမှာရည်ရွယ်ချက်ဆိုတာရှိတယ်ဒီရည်ရွယ်ချက်ပျောက်ဆုံးသွားတဲ့အခါတန်လဲအိမ်ညောင်မှာပါတဲ့တမောရစီလိုကမ်းမမြင်လမ်းမမြင်လေလွင့်နေတတ်တယ်ဒါပေမဲ့စိုးရိမ်စရာမလိုဘူးမင်းရဲ့စိတ်ဝိညာဉ်ကိုမေးလိုက်ပါဒေကိုသွားရှင်တယ်လေ ။ဘာဖြစ်ရှင်တယ်လဲ။ပြန်ထွက်လာတဲ့အဖေကမင်းရဲ့တကယ့်ဆရာပဲ။စိန်ဆိုတာဖေရအောင်မှာတောက်ပတ်လာသလိုလူဆိုတာလေဒုက္ခနဲ့တွေ့မှတန်ဖိုးရှိလာတာ။လူတိုင်းသိဆက်ရမယ်။ဆယ်ဝန်ကလူနာကိုအသက်လူပဲ။ကျောင်းဆရာကအသိပညာကိုမျှဝေတယ်။အမေကမိတာကိုပေးဆက်တယ်မင်းကိုဘာပေးဆက်မလဲ ုဘဝအတွက်တာဝန်ကျေခွန်ခြင်းဟာလောကအတွက်အကြီးမားဆုံးပိဆက်မှုပဲပြုံးနိုင်အောင်ကြိုးစားလိုက်ပါမိတ်ဆွေခေတ္တပြုံးဟာမင်းအတွက်အကောင်းဆုံးလက်နက်ပဲသူတစ်ပါးအတွက်အကောင်းဆုံးအလှူဒါနပဲယူတာဖြောင့်မတ်တဲ့ရှင်လန်းနိုင်ဟာလန်းခီးရဲ့အဆုံးကိုတည်ဆောင်သွားလိမ့်မယ်ဘဝကိုအလွေမထင်းနဲ့ဘဝကိုမခက်ခဲစေနဲ့တည်ယူကြိုးစားပြုံးပိဆက်အဲ့ဒီလေးချက်ရှိရင် ဒီဘဝခီးတယ်တို့အားပေးတဲ့စကားလေမင်းအတွက်အမြဲရှင်းတမ်းပြီးမှာပါ